ေယာရီဆိုတာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့နှလုံးသားကြီးဖြစ်တယ်။အေယာရီဟာကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်။အေယာရီရဲ့ရင်ခွင်မှာ ကျွန်တော်တို့အားလုံးရင်ငွေ့လုံခဲ့ဘူးတယ်။တမိုင်းဆက်ဆက်မျိုးဆက်ကိုထမ်းပိုးရင်းတာဝန်ကျေခဲ့တာအေယာရီပါ။ဒူးထောက်ပြီးအညံ့မခံခဲ့တာအေယာရီပါ။ကချင်တောင်တန်းတွေ စီကနေမြစ်ဖြားခံ စီးဆင်းလာပြီးပင်လယ်ထဲစီးဝင်ဖို့ လက်ပြမနှုတ်ဆက်ခင်အထိ AR ကိုကျွန်တော်တို့စောင့်ရှောက်ကြရမယ်ချစ်တော် AR မြတ်တော် AR ငါတို့ရဲ့မြင့်မင်း AR ဘုရားမင်းလာပါ တို့ပြန်လာပြီ AR ကံမင်းကနေပြီးတော့ကျွန်တော်ကြိုးစိုးလိုက်ပါတယ်ဗျာတို့ပြန်လာပြီ AR ဆိုတဲ့အတိုင်းပဲ စစ်တောင်းမြစ်ဝမ်းကိုကျော်လွန်ပြီးတော့ကျွန်တော်တို့ ARE ကိုပြန်ချမဲ့ရဲဘော်တွေသည်စစ်တောင်းမြစ်ကိုကျော်ပြီးတော့အဲယူမအကိုဖြတ်ပြီးတော့ ARE ပြန်မှုအဆင်သင့်ဖြစ်နေကြပါပြီအဲ့တော့တို့ပြန်လာပြီ ARE ကမ်ပိန်းဟာဆိုလို့ရှိရင်တကယ်စစ်စင်ရေးရတကယ်ဟိုယူဟာကြတယ်အရေးကြီးတဲ့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်ဒီကမ်ပိန်းဟာ ARE တိုင်းထဲမှာရှိတဲ့အဲယူဟာတွေတည်ရင်းနေအဲစသည်ဖြစ်ပေါ့နော်ဒါ အာနာရှင်ပြုတ်ကြဖို့အတွက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေရဲ့အဲစီရေးထောက်ဖို့ကြမ်းမာရေးစသည်ဖြင့်ပေါ့လိုအပ်ချက်တွေအားလုံးကိုဒီကမ်ပိန်းကရတဲ့အဲတော်လန်ငွေတွေနဲ့ဒါပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်ဘလို့ပါဝင်ကူညီရမလဲဆိုရင်တော့ဟိုရင်တော့ကျွန်တော်တို့ရိုးမခေါ်သန်းတို့တခြားကမ်ပိန်းတွေလုပ်ခဲ့သလိုပဲအားပါလဲဆိုတော့ဘေရွေဘေမြဆိုတာမျိုးလက်မှတ်တစ်စောင်ဘလောက်ဆိုတာမျိုးသတ်မှတ်ထားတာမျိုးမဟုတ်ဘူး ကျွန်တော်တို့ဒီကံပိတ်မှာအမ်ဒေါ်လာပဲဖြစ်ဖြစ်10ဒေါ်လာပဲဖြစ်ဒေါ်လာ1000ပဲဖြစ်ဖြစ်ဗမာကျပ်ငွေ1000ပဲဖြစ်သိန်းပဲဖြစ်ဖြစ်ဘတ်100ဖြစ်ဖြစ်ဘတ်1000ဖြစ်ဖြစ်စသဖြင့်ဘလို currency မျိုးနဲ့မစိုးဒါကဘာရဲရမှာရှိနေကြတဲ့အဖာတွေရှိရနေတဲ့ဆင့်ဒါပေါဝင်ပေါဝင်လို့ရတယ်ဂူညီလို့ရတယ် နောက်တစ်ခုကဒီကမ်ပိန်းရဲ့တက်ကရီမန်းကျဲရတော့3000ရီမန်းထားပါတယ်တကယ်တော့3000ဆိုတာကကျွန်တော်တို့ရှေ့မှာလုပ်ခဲ့တဲ့ကမ်ပိန်းတွေအရဆိုလို့ရှိရင်ဒါအဲနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းလက်ရှိကျွန်တော်တို့ရဲ့ဒေါ်လာရေးအခြေအနေအရအဲထောက်ဖို့ရဲဘော်ရဲဘဲညီကောင်မောင်နှမတွေရဲ့လည်းပင်ပန်းနေတာတွေရှိတယ်သူတို့တွေရဲ့မောပန်းနေတာတွေနှစ်ကာလအချိန်တစ်ခုရောက်လာတဲ့အချိန်မှာဝင်းဒိုးဝင်ဖို့ ဖြစ်နေတာတွေကိုလည်းကျွန်တော် တို့ကအာနားလေအားနာတဲ့အနေနဲ့သိန်း9000ပဲကျွန်တော် target ထားတာဖြစ်ပါတယ်အဲ့တော့လိုအပ်ချက်တွေကတော့အများကြီးပဲအားလုံးသိတဲ့အတိုင်းပဲအဲ့ခါကျတော့ဒီကံပိန်းကိုပါဝင်ကူညီဖို့အတွက်ကျွန်တော်ဒီနေရာကနေစစ်တောင်းမြစ်ဝမ်းလွင်ပြင်ပေါ်ကနေထိုင်စကားပြောရင်းနဲ့စစ်တောင်းမြစ်ကိုကျော်လွန်ပြီးတော့ကျွန်တော်တို့ ရော်ရီပြန်မဲ့ရဲဘော်တွေနဲ့အတူတူဒီကန်ဘိန်းကိုကျွန်တော်ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဒီကန်ဘိန်းကပြီးသွားတဲ့အချိန်မှာတော့ဒီကန်ဘိန်းကကျွန်တော်သတ်မှတ်တဲ့တက်ကက်ရီမန်ချက်တစ်ခုကိုအချိန်ကာလတစ်ခုရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့လေးစားအားကြရတဲ့ကျွန်တော်တို့အကူကြီးကိုမင်းကိုနိုင်ပကြီးကတစ်ချက်ပါမယ်ကျွန်တော်ရဲ့ပကြီးကတစ်ချက်ပါမယ်နောက်ပြီးတော့တော်လိုင်းပကြီးဆရာနေနီလိုင်ခါရဲ့ပကြီးကတစ်ချက်ကိုလည်းကျွန်တော်တို့ကအာ ဘလူးဟိုပါကန်ဆန်းမဲ့အနေနဲ့ကျွန်တော်တို့ကပြန်လဲပြီးတော့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီ campaign လေးကိုပါဝင်ကူညီဖို့အတွက် DRO ဝင်ကြားမဲ့ရဲဘော်တွေနဲ့အတူတူကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ဗျာသူပေါင်းယုံကြည်အဝဲကြီးတို့ပြန်လာပြီ ARIO ပြန်ဝင်ကြမဲ့ရဲဘော်တွေအတွက်လိုအပ်ချက်တွေကတော့အများကြီးရှိနေပါသေးတယ် သူတို့ကသူတို့ရဲ့အသက်သူတို့ဘဝသူတို့အနာဂတ်ကိုနိုင်ငံတော်အသစ်ဖြစ်ထွန်းရေးအတွက်ပေးဆက်ထားတယ်။ကျွန်တော်တို့တွေကသူတို့ရဲ့အိမ်ပြန်လမ်းတွေကိုချောချောမွေ့မွေ့အိမ်ပြန်ရောက်နိုင်ဖို့အတွက်ကူညီကြမယ်။တို့ပြန်လာပြီ AR တွေ